critical thinking ဘလို့ပေါ်လာတယ်လဲဆိုတော့ဟိုအချမ်းပြင်းလေးလာကြည့်မယ်ဆိုရင်တော့ပေါ့ဗျာဒီ critical thinking ရဲ့အတွင်းခေါ်ကကျွန်တော်တို့ဟိုးရှေ့တုန်းက Greek ပြည်မှာပေါ့နောက်နိုင်ငံမှာတော့ Greek တွေကစခဲ့တာပေါ့အဲ့တော့ Greek တွေကဟိုအရင်ဆုံးကျွန်တော်တို့ပြောရရင်တော့ထွက်ပေါ်လာတဲ့ပညာရှင်ကတော့ Socrates ပေါ့အဲ့တော့ Socrates ရဲ့ရဲ့တပည့်က Plato ဖြစ်ပါတယ် Plato ရဲ့တပည့်က Aristotle ဖြစ်တယ် ဲ့ကြတော့အဲ့ဒီလိုဟိုဟိုဟို၃ရောက်ပေါ့လေသူတို့ကဒီဒါတနိကလို့ခေါ်တဲ့ဒီအနောက်နိုင်ငံရဲ့ philosophy ကိုအရင်အရေးကြီးတဲ့ကပါခဲ့တဲ့ပုံစံဒီပေါ့အဲ့ကြတော့ Socrates ကတော့ပြောခဲ့တဲ့စကားကကျွန်တော်တို့ခုထိကိုဟိုပေါ့ဗျာမိလို့များတဲ့ဒီစကားစကေပုံလိုဟာမျိုးဖြစ်နေတာကတော့ပညာရှိဆိုတာမတိသေးတာကိုစသတိတဲ့အစင်ပဲလို့ခေါ်ပါတယ် အဲနောက်တစ်ခါကျွန်တော်တို့သူ့တပည့်ဖြစ်တဲ့ပလေတိုကသူ့ဆရာပြောခဲ့တဲ့ဟာတွေကိုပြောရရင်တော့တကယ်တော့ဆိုကရတီကစာရင်းမြည်ခဲ့ပါဘူးပလေတိုသူ့တပည့်ကသူ့ဆရာပြောခဲ့တဲ့အကြောင်းအရာတွေကိုသူစာရေးလို့တာကျွန်တော်တို့ဟိုနောင်နောင်သားတွေကသိကြရတာပါအဲ့ကြတော့ဟိုပြောရင်တော့ဗောဗျာဆရာလည်းကောင်းတယ်တပည့်လည်းကောင်းတယ်ဆိုလို့ပြောရမှာပေါ့အဲ့ကြတော့သူ့တပည့်ကရစ်ဆိုတယ်ပေါ့အဲ့ကြတော့ဒီ လီတိုကြတော့အုပ်ချုပ်ရေးကိုဘယ်လိုအုပ်ချုပ်ရင်ရမလဲဆိုတဲ့ Republic Republic ဆိုတဲ့စာအုပ်ကိုထုတ်ပြီးတော့အုပ်ချုပ်ရေးမှာပညာရှင်တွေပညာရှိတဲ့သူပဲအုပ်ချုပ်တင်တယ်ဆိုတဲ့အယူဆကိုပြင်ခဲ့တယ်ပေါ့ဒုက္ခကဆိုရင်ပြောရင်တော့အနည်းဆုံးအမြင့်ဆုံးအဆင့်နဲ့ပေါ့ဗျာဟိုပြည်စီတော့ရမှာကိုအုပ်ချုပ်လို့ရတယ်ဆိုတဲ့အတွေ့အကြုံတော့ရောက်နေပါတယ်ဘာကြောင့်မို့လဲဆိုတော့အဲ့ဒီခေတ်တုန်းကစင်ဂျင်လုံတရားကဟို ဟိုအများအဖြစ်နဲနေကြသေးတဲ့အချိန်ဖြစ်နေတာဟုတ်အဲ့ကြတော့ဒီဆိုပရတီတက်ခံရတာလေအဲ့လိုစင်ရွန်ပြားနဲတဲ့သူတွေကြောင့်ဟိုဆိုပရတီကလူငယ်တွေကိုပြောရရင်တော့အတွေးခေါ်တစ်တွေကိုတင်တဲ့ဒါတွေကအစိတ်တွေပဲဆိုပြီးတော့ဆွဆွဲတာဟုတ်ဆိုပရတီကလက်မခံဘူးလက်မခံတော့သူမှားကြောင်းပြောရမယ်လို့ပြောတာဟုတ်လက်မခံတဲ့အတွက်နောက်ဆုံးမှအုတ်ချုပ်တဲ့သူတွေကဆိုပရတီကိုပြောရင်တော့စိတ် ခတ်ပြီးတော့ပေါ့လေအဲဟိုတတ်တဲ့စနစ်ကိုကျင့်သုံးခဲ့တာဟုဆိုဂရီတီကပျော်ပျော်ကြီးအဲတောက်ပြီးတော့တည်သွားတာဟုဟိုသူတပည့်ဖြစ်တဲ့ပလီတိုကနားလဲတာကြောင့်မို့ပညာမတတ်တဲ့သူတွေအုပ်ချုပ်တယ်ဆိုရင်နိုင်ငံဟာငါပျက်စီးနိုင်တယ်ဆိုတဲ့အတွေးခေါ်ကိုပလီတိုခစ်ကလေးကပြောခဲ့တာပါအဲ့ဒါအဲ့လိုပြောခဲ့ပြီးတော့ဒီအရစ်စတိုတယ်ရောက်လာတဲ့အချိန်ကျတော့အရစ်စတိုတယ်ကတော့ ျွန်တော်တို့ဒီသိပ္ပံပညာရဲ့ဖွံ့ဖြိုးမှုရဲ့အစလို့လည်းပြောရမှာပေါ့ဒီကျွန်တော်ကျွန်တော်တို့ဇီဝဗေဒလို့ခေါ်တဲ့ဘာလို့ဂျင်းနဲ့ပတ်သက်တာတွေပေါ့စိတ်ပညာနဲ့ပတ်သက်တာတွေဒီမှာပဲနဲ့အတွေးခေါ်တဲ့အုတ်ချွေအေးနဲ့ပတ်သက်ပြီးတော့ဟော तू ကသူ့တည်နာလုပ်ခဲ့တယ်လုပ်ပြီးတော့ तू ကတကယ်အခြေခံအချက်လက်တွေကိုကြည့်ပြီးတော့အဲအဲ့ဒီပုံကနေမူတည်ပြီးတော့သုံးသက်တဲ့ဒီသူ့တည်နာအလုပ်ပုံလုပ်ကြီးကိုလည်း तू ကဆက်ပြီးတော့ပြောခဲ့တယ် အဲ့အဲ့ဒီအဲ့ဒါကြောင့်မို့ပြောရရင်တော့ဥစုရေးအေးမှာကျွန်တော်တို့ဟိုပြောရရင်တော့ဘီးစနစ်ဘီးစနစ်ဆိုတာရှိတယ်ဘီးစနစ်ကလူလူတယောက်ခရပဲဥစုတယ်နောက်တစ်ခါအိုလီဂါကီလို့ခေါ်တဲ့လူအ ਨੇ စုကဥစုတယ်လူဟိုဟာပေါ့အ ਨੇ ချင်းလောက်ပဲမူကြီးမှကြီးတယ်နဲ့ဘုချုပ်တယ်လောက်ပါတဲ့အဆင့်လောက်ကပဲဥစုတယ်အဲ့ ရဲ့စနစ်ရဲ့လူအများစုကအုပ်ချုပ်တဲ့ဒီမိုကရေစီစနစ်ရဲ့ဆိုတော့အဲ့ဒီစနစ်၃ရကိုဟိုရှင်ပြီးတော့ဝေဖန်သုံးသပ်ပြီးတော့ခွဲခြံစိတ်ပြခဲ့တယ်ပေါ့အဲ့တော့သူဆိုလို့ရဘင်းရင်စနစ်ကအာနာရှင်ဆန်နဲ့အဲခုနကဒီပေါ်လီကာကီလို့ခေါ်တဲ့လူနေစရာအုပ်ချုပ်တာလေပြောရရင်တော့အာနာရှင်ဆန်ဘက်ကိုရောက်သွားနိုင်ပုံများတယ် အဲ့တော့အများစုအုပ်ချုပ်တဲ့ဒီမိုကရေစီစနစ်မှာအနှစ်ချက်ရှိပေမဲ့လည်းအဲ့ဒီစနစ်သုံးရက်ထဲမှာအကောင်းဆုံးဆိုပြီးတော့ဒါလွန်ခဲ့တဲ့ဒီဟိုနှစ်ပေါင်း2000ကျော်3000ဒီဘက်လောက်ခဲကပျော်ခဲ့တဲ့ပညာရဟိုဟာပေါ့လေပျော်ကြချက်ဖြစ်ခဲ့ပါတယ်